မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သပါရစေဒီတစ်ခါမှာတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးတရားမင်းကြီးအားသက္ကပညာသဟောတော်မူတဲ့အိန္ဒသာလလှိုက်ကူရှိရာဝရိဒတောင်ကိုတွားရောက်လည်လာပြီးတော့အဲ့ဒီနယ်မဏိမုရမှာရှိတဲ့ပါဝါပူရီဆိုတဲ့မဟာဝီရရဲ့နောက်ဆုံးကွယ်လွန်သွားခဲ့ရာနေရာတို့ကိုတွားရောက်ပြီးတော့လည်လာကြပါမယ် ဒီအင်ဒါသာလာလိုက်ကူရှိတဲ့နေရာဟာဆိုလို့ရှိရင်ဗောဒ္ဓဂယာကနေသွားမယ်ဆိုလို့ရှိရင်120ကီလိုမီတာဝယ်ပါတယ်ပတနာကနေသွားမယ်ဆိုလို့ရှိရင်တော့100ကီလိုမီတာလောက်ရှိပါတယ်ရာဇဂျိုကနေသွားမယ်ဆိုလို့ရှိရင်တော့25ကီလိုမီတာလောက်ဝယ်ပါတယ်နာလန္ဒာကနေသွားမယ်ဆိုလို့ရှိရင်တော့30ကီလိုမီတာလောက်ဝယ်ပါတယ်ဒီတောင်ရှိတဲ့နေရာကိုဖျက်ဖို့ဖွင့်တယ်တွားရောက်လေ့လာခြင်း မရှိသလောက်ပဲဖြစ်ပါတယ်ကိုယ့်ဟာကိုယ်လာကြတဲ့ဘယောက်စားနှစ်ယောက်စားကတော့ ဒီမှာတက္ကပညာတော့ဟောတော်မူတဲ့နေရာရှိတယ်အဲ့ဒီနေရာကိုသွားမလားအဲ့လိုမေးကမှသွားကျင်တာပေါ့ဗျာဆိုမှအဲ့ဒီနေရာကိုသွားကြတာဖြစ်ပါတယ်ဒီတောင်ပင်းနားမှာရှိနေတဲ့ရွာကိုတော့ပါဝတီဆိုတဲ့အမည်နဲ့တည်ရှိနေတာဖြစ်ပါတယ်ဒီနေရာကိုစာလက္ခဏာခဏင်ခံကတူဖို့ခဲ့ပြီးတော့အဲ့ဒီနောက်မှာပြည်သူစောက်ချမဲ့သူမရှိဘဲနဲ့ဒီလိုပဲနေလာခဲ့တာဖြစ်ပါတယ် ဦးဇင်းတို့သိရသလောက်ဆိုလို့ရှိရင်နာလန္ဒာတရားကျောင်းဆရာတော်ဆရာတော်ပညာလင်္ကာရကနေပြီးတော့အဲ့ဒီရွာမှာကမကထတွေပြုပြီးတော့ဒီအင်ဒသလာလှိုင်ကူရှိတဲ့နေရာတွေကိုဥစော်ဥရပြုပြီးတော့တိုရစ်တေလာအောင်ဖျားပုခိတေလာအောင်လှုပ်ဆောင်ပေးခဲ့ပါတယ်အခုခါမှာတော့ဒီတောင်ရှိတဲ့နေရာဟာတန့်ရှင်းတက်ရပြီးတော့တောင်ပေါ်ကိုတက်ဖို့ရန်အတွက်လမ်းကောင်းကောင်းလေးတွေစနစ်တကျဖော်လောက်ထားပြီးဖြစ်ပါတယ်အဲ့ဒီနေရာကိုသွားမယ်ဆိုလို့ရှိရင် ကားကလေးတွေနဲ့ဖြစ်ဖြစ်ကားကြီးနဲ့ပဲဖြစ်ဖြစ်ကြောက်လို့ရပါတယ်။အလန်းနဲ့လည်းအထူးစပယ်ရှယ်ကောင်းပါတယ်။ရာဇဂျိုကနေတိတ်ပြီးတော့မဝေးတဲ့အတွက်ကြောင့်သွားမယ်ဆိုလို့ရှိရင်တော့ပေါ်ပြီးတော့အဆင်ပြေပါတယ်။အတနာတစ်ဆက်တည်းပဲဂျင်းဖီယာနောက်ဆုံးကိုယ်လုံးတော်မူခဲ့တဲ့နေရာကိုလည်းသွားရောက်လေ့လာလို့ရပါတယ်။မြတ်စွာဘုရားရှင်ကိုရိုမြေကြီးရှိတော်မူစဉ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတွေကိုအနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီတောင်းနှရာကိုတော့ဝေဒိတတောင်းလို့ခေါ်ပါတယ်။နဘေးပင်ပါရောက်ရရဲ့မှာတင်ရှိထားတဲ့အတွက်ကြောင့်ဝေဒိတတောင်းလို့ခေါ်တာဖြစ်ပါတယ်။အဲ့ဒီဝေဒိတတောင်းရဲ့နဘေးမှာတင်ရှိနေတဲ့ရွာကိုတော့အံပတန်တရွာလို့ခေါ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တရပင်စင်ဥယျာဉ်အနီးမှာတင်ရှိတဲ့ရွာဖြစ်တဲ့အတွက်ကြောင့်အဘတန္တရွာလို့ခေါ်ဆိုရလို့ဆိုပါတယ်ဒီအိန္ဒသလလှိုက်ကူထဲမှာမြတ်စွာဘုရားရှင်ကိုရမျက်ကြီးတရင်သုံးနေတော်မူစင်မှာနတ်တတန်ကုံဆောင်တော်မှာဖြစ်တဲ့တရားမြင့်ကြီးဟာ စိတ်ဒုက္ခတွေရောက်ပြီးတော့မြတ်စွာဘုရားရှင်စီကိုလာရောက်ဖူးမြိုခဲ့ပါတယ်ဒီလိုမဖူးမြိုခင်မှာမြတ်စွာဘုရားရှင်ဟာအလွန်တရာမှအလုံးလုံးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုဖူးလို့ရဖို့ဆိုတာအလွန်တရာမှခက်ခဲပါတယ်ဒါကြောင့်တရားမင်းကြီးဟာပိသသီခနတ်သားကိုခေါ်ပြီးတော့မြတ်စွာဘုရားရှင်စီကိုကြွလာတော့မှာပါတယ်နတ်တွေချံရံတွေနဲ့ကြွလာတဲ့အခါမှာ ဲ့ဒီတရောင်းလုံးကအယောင်ဝါတွေတောက်ပါပြီးတော့အလုံးတရားမှအကြည့်ကောင်းတယ်လို့ဆိုပါရယ်။သကြမင်းကြီးဟာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုအရင်ဥဆုံးဖုံမြိုခြင်းမရှိသေးပေနဲ့ပင်စတိခဏတာကိုပထမဥဆုံးသွားရောက်ပြီးတော့ရှောက်ထားခိုင်းပါရယ်။သကြမင်းကြီးလာပြီးတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုရှိခိုးဖို့ကြွလာတယ်ဆိုတဲ့အကြောင်းကိုပင်စတိခဏတာကိုပြောခိုင်းပါရယ်။ပင်စတိခဏတာဟာဆောင်းလေးကိုတီးပြီးတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုဂါထာဆေးသုံးပေါင်းနဲ့ချက်ပါရယ်။ ဒါပေမဲ့သူလျှောက်တဲ့ဂါထာတွေကတကြမင်းကြီးကြွလာတဲ့ဂါထာမျိုးမဟုတ်ပါဘူးသူရဲ့သခြင်းမှာဒုရိယဝိသတာဆိုတဲ့နတ်သမီးလေးကိုဆွေးလန်းနေကြအောင်အဆရှိတဲ့ဂါထာတွေကိုဖွင့်နွေးပြီးတော့မြတ်စွာဘုရားရှင်ကိုရမင်းကြီးကိုလျှောက်ထားခဲ့တာဖြစ်ပါတယ်နောက်ဆုံးတကြမင်းကြီးသတိပေးတော့မှမြတ်စွာဘုရားရှင်ကိုရမင်းကြီးရှိတဲ့နေရာကိုတရားမင်းကြီးဝင်လာခဲ့ပါတယ်။အဲ့ဒီတရားမင်းကြီးဝင်လာတဲ့အခါမှာမိရေဟာလေးညင်ညာသွားပါတယ်။ကုဟာလည်းပဲအလုံးတရာကျေဝန်းသွားတယ်လို့ဆိုပါတယ်။ လိုရင်းတို့ချင်းပြောမယ်ဆိုလို့ရှိရင်တရားမင်းကြီးကသူသိချင်တဲ့မိခွန်းတွေကိုမြတ်စွာဘုရားရှင်ကိုရမျက်စီကိုမေ့လျှောက်ပါတယ်ဘေးရန်မကင်းကြတာဟာဘာကြောင့်ပါလဲတဲ့မြတ်စွာဘုရားကအိဒ္ဓမိတ်ဆီယာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်အိဒ္ဓမိတ်ဆီယာဆိုတာဟာတဲ့ဘာကိုအကြောင်းခံပြီးတော့ဖြစ်တာလဲချစ်ချင်းမုန်းချင်းဟာအိဒ္ဓမိတ်ဆီယာကိုဖြစ်စေတာပဲတဲ့ချစ်ချင်းမုန်းချင်းဟာတဲ့ဘယ်ကနေဖြစ်ပေါ်လာတာလဲတဏှာကိုအကြောင်းပြုတဲ့ဆန္ဒကြောင့်ဖြစ်ပေါ်လာတာလို့ပြောပါတယ်အဲ့ဒီဆန္ဒဟာဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုလို့ရှိရင်ဝိတက်ကြောင့်ပါတဲ့ ဝိတက်ဘာကြောင့်ဖြစ်ပေါ်လာတာလဲပပိဉ္စတရားကြောင့်ပါလေတဏှာရင်းခံတဲ့ပပိဉ္စတရားကြောင့်ဖြစ်တာပါလေဒီပပိဉ္စတရားရှိကိုဖေအကျင့်တွေနဲ့ကြိုးလွှားနိုင်ပါလေမြတ်စွာဘုရားရှင်ကိုရမင်းကြီးကဝေဒနာကမ္မထံရှုမှတ်ပွားများဖို့သင်ကြားပေးခဲ့ပါတယ်ဒါကမေခွန်း6ခုပါ သူမိခရမွေးခွန်ကဆစ်လေးချက်ရှိပါတယ်တချို့နေရာတွေမှာလည်းပဲ listen နဲ့ share လို့ရေးထားတာရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်ဖျားတဲ့သောတာပန်ဖြစ်ဖို့တဂရဂံဖြစ်ဖို့အနာဂံဖြစ်ဖို့အထက်မတ်အတွက်ဘာကျင့်ဖို့လိုလဲလို့မြတ်စွာဘုရားရှင်ကိုယ်မြတ်ကြီးကိုမေးပါတယ်ကာယသမစာရလို့ခေါ်တဲ့ကိုယ်ဖြင့်ကောင်းစွာကျင့်သုံးခြင်းဝစီသမစာရလို့ဆိုတဲ့စိတ်ဖြင့်ကောင်းစွာကျင့်သုံးခြင်းအကျင့်တွေကိုကျင့်ရမယ်လို့ပြောပါတယ်ပရိယေသနာသမစာရလို့ခေါ်တဲ့အကျင့်တွေကိုကျင့်ရမယ်လို့ပြောပါတယ်ပြီးတဲ့နောက်မှာ ဣန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ဘလို့ကျင့်ကြံရမလဲလို့မြတ်စွာဘုရားရှင်ကိုတော်မြေပါတယ်မျက်စိနာနာလျာကိုစိတ်ဆိုတဲ့ဒီကိုင်းဒြေကိုဆောင်းစင်းပါလို့မြတ်စွာဘုရားရှင်ကိုတော်မြေကြီးကဖေကြတော်မူခဲ့ပါတယ်နောက်သူမေးတဲ့မေခွန်းကတော့သမဏဗျမဏဆိုတာတဲ့ဧကန္တဝါဒသီလသံဓအစရှိတဲ့တရားတွေအဆုံးသတ်မှုတုံ့ညှိမှုရှိပါသလားတဲ့မြတ်စွာဘုရားကဖြေပါတယ်မတူပါဘူးတဲ့ဘာလို့မတူတာလဲဖေဟာဆိုတော့တတ္တဝါတွေဟာစိတ်သဘောထားမတိုက်ဆိုင်လို့ပါတဲ့သူတို့ရဲ့အိစာတရား မတူလို့ဖြစ်ပါလေလို့မြတ်စွာဘုရားရှင်ကိုလိုမြေကြီးကဖြစ်ပါတယ်သမဏဗေမဏအလုံးဟာလမ်းဆုံးပန်းတိုင်ကိုရောက်ပါသလား အားလုံးမရောက်ကြပါဘူးလို့မြတ်စွာဘုရားကပြောပါတယ်။ဘာလို့လမ်းဆုံးပန်းတိုင်ကိုမရောက်ကြတာလဲဖေ။တဏှာကုန်တဲ့သူကလမ်းဆုံးကိုရောက်မယ်တဏှာမကုန်တဲ့သူကလမ်းဆုံးကိုမရောက်ဘူးလို့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကဖြေကြခဲ့ပါတယ်။ဒီမေခွန်းတွေမေပိဒနာမှာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကတရားမင်းကြီးအသင်ဟာဒီလိုမေခွန်းတွေကိုတခြားပုဂ္ဂိုလ်တွေကိုမေးဘူးသလားတပည့်တို့မေးဘူးပါတယ်ဖေတဲ့။ဒါပေမဲ့တပည့်တို့မေးတဲ့ပုဂ္ဂိုလ်တွေဟာတပည့်တို့ကိုပဲပြန်မေးနေကြပါတယ်ဖေလို့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးချောက်ထားခဲ့ပါတယ်။ဒီတရားကိုနားပြီးတဲ့အခါမှာ ။တရားမင်းကြီးဟာအလွန်တရာမှဝန္တာပိတိဖြစ်ရပါတယ်တဲ့။ဝန္တာပိတိဖြစ်ရခြင်းအကြောင်း6ခုရှိပါတယ်။အဲ့ဒါတွေကတော့တပည့်တော်ဟာဒီနေရာမှာပဲစုတည်ပြီးနောက်ဒီနေရာမှာပဲတပည့်တော်ဟာပြန်ပြီးတော့အသက်ကိုပြန်ရခဲ့ပါတယ်ဗျာ။နံပါတ်1ကတွေ့တွေ့ဝဲဝဲမနေရဘဲနဲ့သူဖြစ်ခြင်းတဲ့နတ်သက်ကိုပြန်ရလိုက်တာပါဗျာ။မြတ်စွာဘုရားဟာတွေ့ဝင်ချင်းကင်းတဲ့ ပညာရှိဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီပညာရှိပုဂ္ဂိုလ်ကိုစိကဲလို့တပည့်တော်ဝမ်းသာပါတယ်ဖေဟာဘဝမှာအသိဉာဏ်နဲ့နေထိုင်ရင်းကသောတာပန်သက္ကတာကံအနာကံဆိုတဲ့မတ်တွေကိုရရှိမှာဖြစ်ပါတယ်ဖေဟာတပည့်တော်ဟာလူဖြစ်ရင်လည်းပြန်ပြီးတရားမင်းဖြစ်အောင်ပါဖေဟာအဲ့လိုနတ်ပြန်ဖြစ်တဲ့အခါမှာအသိဉာဏ်ရင်းချက်လာပြီးတော့နောက်ဆုံးပြန်မပေါ်မှာအဆုံးသတ်မှာဖြစ်ပါတယ်ဖေဟာဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးနဲ့တရားမင်းကြီးတို့အမေဖေပြုလုပ်ကြတဲ့နေရာဟာဆိုလို့ရှိရင်အခုရောက်ရှိနေတဲ့ သကပညာသို့ဟောတော်မူတဲ့အိန္ဒသာလလှိုက်ကိုနေရာဖြစ်ပါလေ။ဘုရားရှင်ရဲ့သာသနာတော်မှာအလွန်တရာမှထင်ရှားတဲ့သကပညာသုတ်တံဖြစ်ပါလေ။ဒီတရားဟာလည်းပဲဗုဒ္ဓဘာသာဝင်တွေအတွက်အထူးလိမ့်နာသင့်တဲ့အတူယူသင့်တဲ့တရားတော်ဖြစ်ပါလေ။ဒါကတော့မြတ်စွာဘုရားရှင်ခေခါတော်ကဖြစ်ပျခဲ့တဲ့သကပညာသို့ဟောတော်မူတဲ့နေရာဖြစ်ပါလေ။ဒီရွာရဲ့ဘေးနားမှာရှိနေတဲ့ပါဝတီဆိုတဲ့ရွာလေးထဲမှာတော့ဖျားပြက်တွေနဲ့အဲ့ဒီတောင်ပေါ်ကရတဲ့ ကျောင်းလက်တွေနဲ့ပြုလုပ်ထားတဲ့ကျောင်းဆောင်အစိပ်ပိတ်တွေဖျားကျိုးပိတ်တွေများစွာရှိနေပါသေးတယ်။အဲ့ဒီနေရာတွေကိုလည်းပဲရွာလေးကိုဝင်ပြီးတော့လေ့လာလို့ရပါတယ်။ဦးဇင်းတို့တော်တော်ကတော့နာလန္ဒာကျောင်းကကိုတော်လေးပါလာတာဖြစ်တဲ့အတွက်ကြောင့်ရွာခံသူတွေဟာလှည့်လှည့်လေးလေးပဲအဲ့ဒီဖျားကျောင်းကိုလိုက်ပြကြပါတယ်။ဒါကြောင့်သက္ကပညာသောဟောတော်မူတဲ့အိန္ဒသလလှိုက်ကူရှိတဲ့နေရာကိုကိုရင်ကိုကြဖူးမြော်ခြင်းနဲ့ဆိုလို့ရှိရင်တော့ရာဇီယောကနေဖြစ်ဖြစ်နာလန္ဒာကနေဖြစ်ဖြစ် ဘောရကကလည်းဖြစ်ဖြစ်အဲ့ဒီနေရာတွေကသွားလို့ရှိရင်နှိစက်တဲ့နေရာတစ်ခုဖြစ်ပါတယ်အဲ့ဒီနေရာတွေကသွားမယ်ဆိုလို့ရှိရင်တော့ခီးဟာတိတ်ပြီးတော့မဝဲလာပါဘူးသွားတဲ့နေရာတစ်ခုဖြစ်ကြောင်းကိုအလုံးသော YouTube channel ပြည်သက်တော်အားမျှဝေပေးလိုက်ရပါတယ်အဲ့ဒီအိန္ဒသာလာလှိုက်ကူရှိတဲ့နေရာနဲ့တိတ်မဝဲလာတဲ့10ကီလိုမီတာလောက်ဝဲတဲ့နေရာမှာပါဝါပူရီဆိုတဲ့နေရာလေးရှိပါတယ် အဲ့ဒီပါဝါပူရီနေရာမှာတော့အလွန်တရာမှခြေပြန့်တဲ့ရေကန်ကြီးရဲ့အလင်းမှာမဟာဝီရရဲ့နောက်ဆုံးကွေလန်သွားတော်မူရာအထိမ့်မဲ့အဖြစ်အလွန်တရာမှလှပတဲ့ဂျင်းဖျားချောင်းကိုဆောက်လုပ်လှူဒန်းထားတာဖြစ်ပါတယ်ကျင်းဆိုတာဟာမြတ်စွာဘုရားရှင်ကိုလိုမြကြီးနဲ့ခေပြန်ဘာသာရေးတစ်ခုဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့အစပိုင်းမှာကတော့နိင္ကန္ဒနာရပုတ္တလို့ခေါ်ပါတယ် မြတ်စွာဘုရားရှင်ခေတ်ခါတုန်းကဆရာကြီး6ဦးရှိပါတယ်ပုရဏကသဗ္ဗမကလိကောတာလအစိတကေသကံဗလနိင္ကန္ဒနာတဗုဒ္ဓသံဇေယဗိလက်ထဗုဒ္ဓဘကုဒကိစ္ဆယနာအစရှိတဲ့ဘာသာရေးကောင်းဆောင်6ဦးရှိတဲ့နေ့ကဒီချင်းဘာသာဟာနိင္ကန္ဒနာတဗုဒ္ဓလို့ခေါ်တဲ့ဆရာကြီးမှပေါက်ဖွက်လာတဲ့ခန့်တကန့်ဖြစ်ပါတယ်ဒီမဟာဝိရဟာအိန္ဒိယရဲ့အရှေ့မြောက်ဘက်မှာဖော်မြင်ခဲ့တာဖြစ်ပါတယ် ူဟာမင်းကြီးမင်းသားတူဖြစ်ပြီးတော့အသက်အသက်30အရွယ်မှာဇန်နေသားသမီးစင်းစင်ဥစ္စာတွေကိုဆွန့်လွှတ်ပြီးတော့တိုးထွက်ခဲ့တဲ့သူဖြစ်ပါတယ်ဂျင်းဘာသာဆိုတာဟာအိန္ဒိယနိုင်ငံရဲ့ရှေ့ကြဆုံးဘာသာတစ်ခုလေးဖြစ်ပါတယ်ဂျင်းရဲ့ဘာသာမှာဘုရားဟာ24စုဖြစ်ပါတယ်မဟာဝိရကတော့နောက်ဆုံးဘုရားဖြစ်ပါတယ်အဓိကဂျိန်းဘာသာဝင်တွေရဲ့ကျင့်စဉ်တွေကတော့အဟိန္ဒဝါဒမနှင်းစေတာအနေကန္တဝါဒဗတ်ပုံးဆောင်မှ ရှုမြင်သုံးသပ်တာ အပရိဂရဟသံယောဇဉ်တွေ့တာမှုမရှိတာကာမဂုဏ်မှင်ဝေးခြင်းမပြုတာဖြစ်ပါတယ်။ဂျင်းဘာသာဝင်များဟာလည်းပဲသူတို့ရဲ့ဘာသာမှာအဓိကလိမ့်နာရမယ်အရှင်းအချက်ရှိပါတယ်။အဟိန္ဒနံပါတ်၁ကတော့အဟိန္ဒနောက်တစ်ခုကသစ္စာရေနောက်တစ်ခုက မခိုးယူတာရေနောက်တစ်ခုကဗြဟ္မစာရီအကျင့်ရေနောက်တစ်ခုကအပရိဂရဟပိုင်ဆိုင်မှုမရှိခြင်းတော့ဖြစ်ပါတယ်။ဒါကတော့သူတို့ဘာသာဝင်တွေကျင့်ရမယ် ကျင့်စဉ်တွေဖြစ်ပါတယ်ဒီပါသာမှာလည်းပဲခိုင်ခွဲနှစ်ခုရှိပါတယ်ဒီကံဘာရနဲ့စပိတံဘာရတို့ဖြစ်ပါတယ်ဒီနှစ်ကိုင်းလုံးဟာလည်းပဲဘောဓဘာသာလိုပဲဒါယကဒါယကမမြတ်မထောက်ပတ်လှူဒန်းပြီးတော့နေထိုင်ရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်အဓိကဒီပါသာရဲ့ကျင့်စဉ်ကတော့အဟိန္ဒာဖြစ်ပါတယ်နောက်တစ်ခုကတော့ပိုင်ဆိုင်မှုမရှိခြင်းဖြစ်ပါတယ်ဘလောက်ဒီပိုင်ဆိုင်မှုမရှိဘူးလဲဆိုလို့ရှိရင်အဝတ်အစားကိုတောင်မှသူတို့ဟာမဝတ်ပါဘူး သူတွေဝါရမှာတရှိသမဲ့အလုံးမှာအသက်ရှိတယ်လို့ယုံကြည်ကြပါတယ်။ကဘာကြီးဟာထာဝရတည်ရှိပြီးတော့ဖန်ဆင်းရှင်ဆိုတာမရှိဘူးလို့ယူဆပါတယ်။နောက်တစ်ခုကဒွိဝါရဖြစ်ပါတယ်။ဇီဝအတ္တနဲ့အတ္တမဲ့ဖြစ်ပါတယ်။ဒီကံပရဆိုတဲ့ခိုင်းကတော့အဝတ်စမဝရပါဘူး။သာဝေတံပရဆိုတဲ့ခိုင်းကတော့အဖြူဝတ်စွန်ဝရပါလေ။ဒီဂျင်းဝါရရဲ့အယူဝါဒကိုအခြေခံပြီးတော့အိန္ဒိယနိုင်ငံမှာရှစ်ဆောင်လမ်းပြခဲ့တဲ့သူတယောက်ရှိပါတယ်။အဲ့ဒါကတော့ မဟာထမဂန်ဒီဖြစ်ပါတယ်မဟာထမဂန်ဒီဟာအဟင်သာဝါဒကိုလက်ဆွဲပြုပြီးတော့အိန္ဒိယနိုင်ငံကိုအိန္ဒိယနိုင်ငံသားတွေလက်ထက်ကိုရအောင်ထိပစ်ခဲ့တာဖြစ်ပါတယ်အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဂျင်းဝါဒကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဟာလေးတန်းခံရှိပါတယ်ဒီဝါဒကိုကိုးကွယ်ကြတဲ့လူတွေဟာလေထွန်ခြင်းသာသတ်ခြင်းအစရှိတဲ့လူတွေကိုလုံးဝလုံးလလုံးထမရှိကြပါဘူးဈေးရောက်တဲ့အလုပ်ကိုလုပ်ကြတာဖြစ်ပါတယ်ဒါကြောင့်အိန္ဒိယနိုင်ငံမှာ ပတ်စံချမ်းသာတဲ့အပန်းဝိုင်းဟာဂျင်းဝါရကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ပါဝါပူရီမှာရှိနေတဲ့ဂျင်းဖျားကျောင်းနေရာမှာသူ့ရဲ့အယုတ်ပြားလေးကိုထည့်ထားတဲ့မန်ကူလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။အလွန်တရာမှအသားရလှပပြီးတော့လူတွေရဲ့စိတ်တွေကိုတဘာဝရှုခင်တွေကလမ်းဆန်းမှုကိုပေးမှာဖြစ်ပါတယ်။ဒီနေရာဟာဗုဒ္ဓဘာသာရဲ့နေရာမဟုတ်တော့လည်းပဲဘုဒ္ဓရာဖြစ်သွားရောက်လည်လာတဲ့နေရာတစ်ခုဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။အခုလို့ YouTube channel ကိုကြည့်နေကြတဲ့အားလုံးသော YouTube channel ပရိသတ်များတစုံတရာဝုဒ္ဓရရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကျမ်းမာရှမ်းသာကြပါစေ။